န္တလေးမှာတော့တကယ်မန္တလေးမှာအခုကျွန်တော်ဖြစ်နေတာဒါမန္တလေးမြို့မှာပဲဒါမဒါလှူကွင်းရှိလို့လှူရတာဒါမြင့်မြတ်တဲ့အလှူမှန်ပါတယ်ကျမလည်းဗုဒ္ဓဘာသာပါနော်မြင့်မြတ်တဲ့အလှူလှူရမယ်အလှူဆိုတာကြိုတင်ပြီးတော့မှစီစဉ်ထားတာဆိုပေမဲ့ရုပ်ပြက်စင်းပြက်ချိုမိုင်းမိုင်းကာချိုးလေးတော့ငါကတက်တယ်လွယ်လွယ်လေးဆိုပြီးတော့မှစောင်းပေါက်ကြီးဖွင့်ပြီးတော့မှကခုံပျော်ရွှင်မြူးတူးပြီးတော့မှ လမ်းပေါ်မှာပတ်နေရလောက်အောင်တော့လှုပ်ဆက်ရမလို့ဘူးလို့ကျွန်မဒီလိုမြင်တယ်အလုံးမင်္ဂလာပါမွေးချန်နယ်ရရန်ကြိုဆိုလိုက်ပါတယ်မိုးခုတစပ်ပစ်ဂျန်နယ်ဖြူလေးရတော့မန္တလေးမှာချင်းချိတ်တဲ့ကျင်းပနေတဲ့အလှဘွဲ့နဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်တော့လူပြောများနေတဲ့ဗီဒီယိုလေးကိုတစပ်ပစ်မှာဖြစ်ပါတယ်မန္တလေးမှာငလှင်တန်းကြောင့်ပေါ့နော်ပျက်စီးဆုံးရှုံးမှုများလို့တော်တော်လေးကိုမှစိတ်ဆင်းရဲတော့ကရောက်နေတဲ့အချိန်မှာဒီအလှဘွဲ့ရောက်တော့ပေါ့နော်ဟောဒီ မျိုးတန်းကိုပတ်ပြီးတော့ပါရှင်ပြူနာသားကြီးလုံနေလို့အခုဆိုလို့ရှင်တော့လူပြောများနေပေါ့နော်ဗီဒီယိုမှာဆိုလို့ရှင်တော့အပြည့်ဆုံးပါပါတယ်ဆီမအယ်မွန်တင်ကလည်းပြောလိုက်ပြီပေါ့နော်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ထင်မြင်စက်ချက်ကလေးလူလေးအောင်မှာ comment လေးဒီ report of spy ရှင့်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်ဆရာဒါမန္တလေးမှာနော်တကယ်မန္တလေးမှာဟုတ်ကျွန်တော်ဖြစ်နေတာဒါမန္တလေးမြို့မှာပဲဒါဒါကတော့ကျွန်တော်တို့ဒီမန္တလေးမှာပေါ့နော် ဟိုအကြီးကြီးကျွန်တော်တို့ပြောမှဆိုလို့ရှင်ဘောက်တွေပါရင်ねရှင်ပြုတ်လှဲ့နေတာပေါ့မန္တလေးမြို့ဆိုတော့အခုလက်ရှိမှာကျွန်တော်တို့ပြောမှဆိုလို့ရှင်ဒါအိမ်တွေပြိုပြီးတော့တည်ဆုံးမှုဥယျာဉ်အများများပြီးတော့တချို့ဆိုလို့ရှင်မထောက်ရသေးတာပေါ့နော်အကြားတာတော့တမျိုးလုံးကိုပုတ်စော်တွေတအားနံပေါ့နော်အထဲမှာတည်တဲ့လူတွေလည်းတည်ကုန်ပြီးအဲအဲ့လိုမျိုးဖြစ်နေပါဘောအခုဒါကတော့ဒီအချိန်အတွင်းမှာဒီလိုမျိုးဥစ္စာကြီးပေါ့နော်အလှူတိုင်းဒီလိုကြီးလောက်သွားလဲဆိုတော့ ကျွန်တော်အမြင်နဲ့ကြတော့မသိတော့ဘူးလို့တော့ကျွန်တော်မြင်တယ်ပေါ့နော်အခုချိန်မှာအားလုံးကအဆင်မပြေဘူးငိုကြွေးနေကြချိန်မှာဒီလိုကြီးဘောက်တွေဘာတွေညာနဲ့တံတန်းကြီးအဲ့လိုမျိုးဟိုအလှကိုအဲ့လိုမျိုးကြီးလှုပ်ပြလိုက်တော့ဟိုဘယ်လိုလဲဆိုတော့လာပြီးတော့ကိုနိုင်ငံလာပြီးတော့ကယ်ဆယ်နေတဲ့လူတွေတော့မပြန်သေးဘူးပေါ့နော်ဟိုကယ်တဲ့လူတွေတော့အကုန်လုံးမကယ်နိုင်ဘူးအခုဒါမျိုးလှုပ်ပြလိုက်ပြီဆိုတော့ကျွန်တော်အနေနဲ့မြင်တာမသိတော့ဘူးလို့တော့ထင်တယ်ဗျအဆင်မပြေဘူးလေနော်တနိုင်ငံလုံးဒီလိုဖြစ်တဲ့ချိန်မှာဒီလိုဓာကြီးထားလှုပ်ပြလိုက်တဲ့အတွက်ကို ါကျွန်တော်အလူဆိုတာဘဲချင်းလူလူကုသိုလ်ရပါတယ်ရက်လေးလဲရွှေ့လို့ရတယ်ဒါမှမဟုတ်အနောက်လေးနည်းနည်းဆုပ်လိုက်ပြတလားလောက်ဆုပ်လိုက်ပြီးနောက်မှဖြည်းဖြည်းလေးလှုပ်လို့ရဒါပေမဲ့အခုရက်တွင်မှာလုံမယ်ဆိုလို့ရှိရင်တော့မအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကောက်တူတူတိတ်လေးဖုံးချောင်းမှသွားပြီးတော့လှုပ်လိုက်ရင်ကိုကောင်းတယ်ပေါ့နော်အခုကြည့်နေတဲ့ညီကောင်မောင်တို့မတွေရောဒီပေါ်မှာဘလို့အမြင်လဲပေါ့နော်ဒါကတော့ကျွန်တော်အမြင်ပြောပြတာပါအလူလောက်တာကတော့ကောင်းပါတယ်အလူပိတ်ပြင်လဲပိတ်တာဖြစ်တယ်ပေါ့နော်အလူတော့မပိတ်ပြင်ပါဘူးဒါပေမဲ့ဒီလိုမျိုးကြီးလောက်တာတော့ ကျွန်တော်မျက်စိထဲမှာတိတ်ပြီးတော့အဆင်မပြေဘူးလို့ထင်ပါတယ်ဒီကိုမောင်နှမရဲ့အမြင်လဲကွန်မန့်မှာပြောပြပေးကြပါအောင်နော်ထပ်ပြီးသတိပေးစရာလေးပြောစရာလေးရှိလို့တက်လာပြန်ပြီနော်ကျွန်တော်တို့မန္တလေးနေအောင်ဘန်းစကိုင်းပေါ့နော်ဒါဒီဘက်ဒေသတွေမှာငလင်လှုပ်တာတနိုင်ငံလုံးတည်တယ်တကဘာလုံးတည်တယ်ပျက်စီးဆုံးရှုံးမှုတွေအာအသက်ဆုံးရှုံးမှုတွေလက်ရှိ ကဲလို့မရသေးဘဲနဲ့ကဲစရီးတွေကိုစောင့်နေတဲ့အသက်တွေများစွာကြံနေသေးတယ်ဆိုတာလည်းတနိုင်ငံလုံးကလူတွေသိတယ်တကမ္ဘာလုံးကလူတွေသိတယ်ကဲစရီးတွေကလည်းကိုယ်နိုင်ငံထဲကပရာဟိတအသင်းတွေရဲ့အာတာဝန်ရှိသူတွေရဲ့နောက်တစ်ခါနိုင်ငံအသီးသီးကကမ္ဘာကနေပြီးတော့မှဒါအစိုးရနဲ့ချိတ်ဆက်ပြီးတော့မှပို့ဆောင်ပြီးတော့မှဒါလာရောက်ကုနေကဲနေတဲ့နိုင်ငံသားကကဲစေးအဖွဲ့တွေရဲ့အများကြီးကစူးစမ်းပန်းစားကဲစင်နေကြတယ် ီချိန်မှာကျွန်မကဗီဒီယိုဖိုင်လေးတွေရောဓာတ်ပုံလေးတွေရောတွေးလိုက်တယ်မန္တလေးမှာရောအောင်ဘန်းမှာရောရှင်ပြုအလှလှဲ့နေတာကောင်းပါလေနော်ရှင်ပြုအလှလူတွေကလည်းဒီမှာအုပ်စုနှစ်စုကွဲတာပေါ့ဟဲအလှဆိုတာစီစဉ်ထားရတာကြိုတင်ပြီးတော့မှဒီလိုအချိန်နေမှာဒီလိုကြောင့်မလို့တော့အလှမပြတ်သွားစေခြင်းမို့เนาะဒါလှခွင့်ရှိလို့လှရတာဒါမြင့်မြတ်တဲ့အလှမှန်ပါတယ်ကျမလည်းဗုဒ္ဓဘာသာပါเนาะမြင့်မြတ်တဲ့အလှလှရမယ် လူဆိုတာကြိုတင်ပြီးတော့မှစီစဉ်ထားတာဆိုပေမဲ့ရုပ်ပြက်စင်းပြက်ချိုမိုင်မိုင်ကာချိုးလေးတော့ငါကတက်တယ်လွယ်လွယ်လေးဆိုပြီးတော့မှစောင်းပေါက်ကြီးဖွင့်ပြီးတော့မှ ကခုံပျော်ရွှင်မြူးတူးပြီးတော့မှ လမ်းပေါ်မှာပတ်နေရလောက်အောင်တော့လှုပ်เสียရမလို့ဘူးလို့ကျွန်မဒီလိုမြင်နေဟုတ်ပြီရှင်ပြုတ်အလူစီစဉ်ထားတယ်ဆိုရင်ဘုံကြီးเจ้าတိတ်တိတ်ဆိတ်ဆိတ်တွန်း ။သွားပြီးတော့မှစံချသင်္ကန်းစီဒါဟာလူရင်းမှမဟုတ်ဘူးလား။ဒီလိုလှူလို့ရပါတယ်။ဒီလိုလှုပ်လို့ရပါတယ်။ဒီလိုမဟုတ်ဖဲနဲ့တခါတည်းကိုအရက်တခါကိုကားပေါ်မှာစောင်းပေါက်ကြီးတွေတင်းပြီးတော့မှကခုံပြီးတော့မှဒီလောက်စောင်းပေါက်ကြီးတွေဖြန့်ပြီးသွားတာ။နိုင်ငံတကာကလာကင်နေတဲ့သူတွေပြည်တွင်းကကင်နေတဲ့သူတွေကို အားမနာဘူးလားနိုင်ငံတကာကဘလို့မြင်မလဲ အကူအညီတွေပေးနေတဲ့သူတွေဘလို့မြင်မလဲလူသားဆန်မှာเนาะဘာသာရေးနဲ့ပတ်သက်ပြီးပြောရတာကြတော့မကောင်းဘူးเนาะဆိုတော့လေအာပြောလို့ရှိလို့ရှိရင်လဲဟာ အလှူလောက်တာပဲအလှူလောက်တာကိုပြောရလားလှူလို့ရတယ်တိတ်တိတ်စိတ်စိတ်နဲ့လူသားဆန်ဆန်နဲ့လောက်ကြပါเนาะတစ်ဖက်မှာတော့ငိုနေတယ်မျက်ရည်တွေနဲ့ဘဝတွေ တစ်ဖက်မှာတော့ချုံမိုင်းမိုင်းကာကြိုးလေးနဲ့ငါကတက်တယ်ဒီလိုလေးဆိုတော့မြင်ရတာတွေဟာဘလို့မှအဆင်မပြေနိုင်ဘူးကျမတို့တွေတောင်မှကိုမျိုးကိုရွာမဖြစ်တဲ့သူတွေတောင်မှပဲလူသားဆန်စွာနဲ့တိတ်တိတ်ကလေးနေပေးကြတယ်နိုင်ငံတော်အဆင့်ဝန်ထဲချင်းရက်တောင်မှတတ်မှတ်ထားတဲ့နိုင်ငံမှာစောင်းပေါက်ကြီးတွေဖြန့်ပြီးတော့မှ ဖြစ်နေတဲ့မြို့ပြီးတော့ဖြစ်နေတဲ့ဒေသဖြစ်နေတဲ့ဒေသကလူတွေကဒီလိုလောက်ရမျိုးလောက်တာကတော့ အမြင်မတင့်တော်ဘူးလို့ပဲကျွန်မပြောပြစီเนาะကျွန်တော်တို့နိုင်ငံအသီးသီးကကျွန်တော်ဆိုရှယ်မီဒီယာနဲ့အလုံးလုံးစားနေတဲ့ဒူဒီတောင်မှပဲကိုချင်းစာတရားလူသားဆန်မှုတွေကိုပြတဲ့အနေနဲ့ကျွန်တော်တို့ဈေးရောင်းတွေကိုရက်ကြတယ်ဒါဈေးရောင်းရက်ကြတယ်ဆိုအနေနဲ့အများစားဝင်နေထိခိုက်ကြတဲ့သူတွေကြီးပဲဒါပေမဲ့ကျွန်တော်တို့လူသားဆန်စွာနဲ့လူမိမိလုပ်နေတဲ့အလုပ်တွေကိုအကုန်လုံးရက်ပြီးတော့မှတိတ်ဆိတ်စွာနေကြတယ် Facebook ပေါ်မှာအလှပုံတင်တာတောင်မှပဲစင်ညင်ကြတယ် ျမတို့တွေဒါအာဘေးလွတ်တဲ့ဒေသကသူတွေတောင်မှပဲကိုချင်းစာမှု လူသားဆံမှုဒီလိုပုံစံလေးနဲ့ပြကြတယ်အဲ့တော့အလူတန်းကြီးလုံနေတာပဲငါတို့ကအလူလုံနေတာပဲဆိုတော့ခေါင်းစဉ်အောက်ကနေတော့အခွင့်ဒူးခံလုတ်ပြီးတော့မှတော့လူသားဆံမှုတွေကိုမချိုးဖောက်ပါနဲ့မချိုးဖြက်ပြစ်ပါနဲ့ကဘာကလည်းကြည်နေပါတယ် နော်ကဘာကကြည့်လိုက်လို့ရှိလို့ရှင်ကဘာကတောင်မှပဲဘောလုံးပွဲကြီးတွေနော်တခြားအထင်ကြီးပွဲကြီးတွေမှာမြန်မာငလျင်အတွမ်းဆိုပြီးတော့မှဝန်ထဲချင်းအထိမ့်မက်တင်နေတမိနစ်ငိမ့်သက်ပြီးတော့မှရက်မေးတာမျိုးတွေဒီလိုမျိုးတွေလှုပ်ဆောင်နေတဲ့အချိန်မှာမြန်မာပြည်ကလူတွေကဖြစ်နေတဲ့မျိုးက သူတွေကချုံမိုင်မိုင်ကာကြိုးလေးတော့ငါကတက်တယ်ဒီလိုလေးဆိုလဲစောင်းပေါက်ကြီးနဲ့ကတော့ ဘယ်လို့မှမဖြစ်သင့်ဘူးနော်အခုကတော့ဖြစ်သွားပြီးပြီနောက်ထပ်မြန်စီစဉ်ထားတဲ့သူတွေရှိတယ်ဆိုရင် ကျမကအကြံဉာဏ်ပေးလိုက်ပါမယ်ဘုန်းကြီးเจ้าကိုသွားပါစံချပါသင်ငန်းစီးပါအဲ့လိုလုပ်လို့ရပါတယ်ကျမတို့လည်းကျမသားတွေကိုရှင်ပြုခဲ့တာအဲ့လိုပုံစံနဲ့ပဲကျမသားတွေကိုရှင်ပြုပေးခဲ့ပါတယ်နော်ကျမအဲ့ဒီရှင်လောင်းလှဲ့တဲ့စီမှာကုန်ကြမဲ့ကုန်ကြငွေတွေကိုလိုအပ်တဲ့တန်ခါအဖွဲစည်းတွေကိုလှူလှူလိုက်တယ်ဘုန်းကြီးเจ้าကိုသွားတယ် စံချတယ်၊သင်ငန်းစီးတယ်၊သာသနာနဲ့ပတ်သက်တဲ့အသည့်တွေကို ခလေးတွေခေါင်းထဲကိုရိုက်သွင်းဝင်အောင်လို့မလို့တင် जा ပြီးတယ်။တင် जा မှုတွေကို ခံယူစေတယ်။ဒါမှတကယ်အနှစ်သာရဆစ်ဆစ်ပါเนาะလမ်းပေါ်မှာစောင်းပေါက်ကြီးတွေဖြန့်ပြီးတော့မှတခါတည်းကိုမင်းဝင်မင်းစားနန်းဝင်နန်းစားဝေကောင်းစားလာနေတဲ့မျိုးလုံးကိုပတ်ပြီးတော့မှသွားမှဒီလှူကြီးကအထမြောက်တာမဟုတ်ပါဘူး နည်းနည်းလေးလေးလူသားဆန်ကြပါနောက်ဆုံးအနေနဲ့ရိုင်းရိုင်းပြောရရင်တော့လူလိုတိပါလို့ပဲကျွန်မကပြောချင်တယ်နော်အခုကြုံတွေ့နေရတဲ့ငလင်းမှာကုကြကဲကြလူကြတန်းကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့လည်းလူနိုင်ကုနိုင်ကဲနိုင်ဖို့အတွက်ပြင်ဆင်နေပါတယ်စီစဉ်နေပါတယ်ဆိုတော့ဒီမှာကျွန်မကဒါလေးကိုလည်း ခုလောက်တတိပေးစံတာလေးရှိပါတယ်နော်လူကြတယ်ဆိုတဲ့နေရာမှာလည်းထမင်းတုတ်တွေဝေးဟင်းတုတ်တွေဝေးပစ္စည်းတွေကိုကန်းဆိုတဲ့အချိန်မှာဒီအလှူခံပုံကိုယ်တွေကိုတပုံကြီးတွေရိုက်ဗီဒီယိုကြီးတွေရိုက်တစ်တော့ကြီးတွေရိုက်ပြီးတော့မှရှူထောင်ပေါင်းစုံကနေကင်မရာကြီးတွေကားဟိုင်းပြီးတော့မှရိုက်ပြီးတော့မှတင်ညတဲ့ကိစ္စတွေကိုလည်းရှောင်ငင်ကြစေချင်တယ်။ဘယ်သူမှမသူများရဲ့ပေးစာကန်းစာကိုမစားကြညာပါဘူးเนาะ။ဆိုတော့ဒီ အားလုံးကဒုက္ခရောက်နေလို့သားရေမတက်တာလို့သားရေယူကြရတာစားကြရတဲ့အချိန်လေးဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုကလူရှင်အလူကံပုတ်ကိုအစဉ်ပြေသွားတယ်ဆိုရင်အဲ့ဒီ PT ကိုပဲနှလုံးသားနဲ့မှတ်ပြီးတော့မှဂျင်းနဲ့ပါဓာတ်ပုံကြီးတကားကကင်မရာကြီးတကားကနဲ့ ချိန်ချင်းကနေ ပြီးတော့မှရှောင်ကျင်ပေးပါကင်မရာကြီးရင်းနဲ့ရိုက်ပြီးတော့မှ အသေးအတန်း Facebook ဘော်ရီ TikTok ဘော်ရီမှာတင်တာတွေကိုရှောင်ကျင်ပေးပါအားလုံးကအာသူများပေးစာကန်စာမစားကြင်ကြပါဘူးเนาะမတက်တာတဲ့အဆုံးမလို့တာရင်ယူချရတာအဲ့တော့ကုကြရင်ကဲကြရတယ်ဆိုတဲ့နေရာမှာလဲ တဖက်လူကိုခက်ခဲမဖြစ်စီဖို့ဒါလေးလည်းထည့်သွင်းစဉ်းစားပြီးတော့မှ လူကြစီစဉ်နေကုကြစီစဉ်နေစီစဉ်အများကြီးတင်ပါတယ်လူပြီးကုပြီးတဲ့သူတွေတယောက်တိုင်းကိုလည်းစီစဉ်အများကြီးတင်ပါတယ်เนาะ ီလိုတော့မှဆိုလို့ရှိရင်တော့ဒီမှာရှင်လောင်းလှည့်နေတဲ့အကြောင်းပြောလာပါဘောနော်ဒီလိုမျိုးတော့မလုံးတင်လို့တော့ထင်ပါတယ်အလှူတော့အလှူပေါ့နော်ဒီလိုအချိန်ခါမှာဒီရက်သက်မှတ်ပြီးပြီဆိုလို့ရှိရင်လည်းအနောက်ကိုရွှေ့တင်နေရွှေ့ဒါမှမဟုတ်ရွှေ့လို့မရဘူးဆိုလည်းဖုံးချောင်းမှာတွားပြီးတော့ဒီကတော့ပြီးတော့ဒီလိုဝစ်လိုက်လို့ရရပေါ့နော်ဒါပေမဲ့လည်းဒီလိုကြိတ်ကြိတ်တဲ့ရှင်လောင်းလှည့်ပြီးတော့လှူရတော့ထီတော့မလုံးတင်လို့တော့ထင်ပါတယ်အခုကြည့်နေတဲ့အမျိုးတွေလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စချက်ကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပြီးတော့ရပါရဲ့ရှင့်ဝင်တဲ့ဒီဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ပါကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင့်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ် Tata!